ချစ်ခင်လေးသားပါသောမြန်မာနိုင်ငံ၏မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျာကျွန်တော်ကတော့မျိုးဆက်တဝန်သာနုပါတီရဲ့ဒုဥက္ခရဥယေလွင် ဖြစ်ပါတယ်ကျွန်တော်တို့မျိုးဆက်တဝန်သာနုပါတီရဲ့မှတ်ပုံတွင်အမှတ်ကတော့61ဖြစ်ပြီးနိုင်ငံတော်ရဲ့လိုအပ်ချက်အရာမျိုးဆက်တလူငယ်များမျိုးသားနိုင်ငံရေးကိုစိတ်ပါဝင်စားလာအောင်ပြုစုပျိုးထောင်ပေးပြီးလွတ်တော်အတွင်းသို့မျိုးဆက်တ လူငယ်များအတွေ့အကြုံအမြင်သစ်များဖြင့်ရောက်ရှိလာစီရန်ရည်ရွယ်ပြီးပါတီကိုတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ကျွန်တော်တို့မျိုးဆက်သစ်ဝန်သာနုပါတီရဲ့အလံတော်ဟာ အောက်ခံအဝါရောင်ပေါ်တွင်လက်ရဘတ်ထိတ်၌ကျယ်ပြူတလုံးနှင့်ကျင်လက္ခဏာပြည့်စုံသော ဆွဲစုံစင်နှင့် စင်ပေါ်တွင်စင်ဦးစည်းလူငယ်တအူးအားထားရှိပါသည်။အောက်ခံအဝါရောင်ရဲ့အဓိပ္ပာယ်ကတော့ညီညွတ်မှု စီလုံးမှုတဟဇာတာနှင့်ဂုံတိတ်ခါတည်ငြိမ်ခံရမှု အာနာတို့ကိုရည်ညွှန်းပါတယ်ကျေပြူရဲ့အတိပယ်ကတော့သာရတည်တံ့ခိုင်မြဲမှု စီလုံးညီညွတ်မှုနှင့်တန်ရှင်းဖြူစင်ပြီးကိုပိုင်လင်းအောင်ချီခြင်းတို့ကိုဖော်ဆောင်ပါတယ်ဆွဲဆောင်စင်ရဲ့အတိပယ်ကတော့အချုပ်ချာအာနာတည်တံ့ခိုင်မြဲမှုနှင့်စစ်အောင်နိုင်ခြင်းတို့ကိုရည်ရွယ်ပါတယ်စင်ဦးစီးလူငယ်ကတော့ခိမင်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တကြီးတီဆောက်ရာတွင် မျိုးဆက်တို့ဤအာမန်အဖြစ်ဖြင့်ထိမ့်သိမ်းဆောက်ရှောက်သွားမိပဲ့ကန်ရှင် မျိုးဆက်တလူငယ်များကိုရည်ညွှန်းဖော်ကျူထားခြင်း ဖြစ်ပါတယ်ကျွန်တော်တို့မျိုးဆက်တဝန်တာနုပါတီရဲ့အဓိကရည်ရွယ်ချက်ကတော့ထာဝရငြိမ်းချမ်းပြီးလက်နက်ကင်ပရိပခတွေချုပ်ငိမ့်ကတိုင်းသာစီလုံးညီညွတ်မှုကိုအလေးထားဆောင်ရွက်ပြီးခင်မင်ဖွံ့ဖြိုးတိုးတက်သောကမ္ဘာအဆင့်မီ နိုင်ငံတော်တည်ကြီးကိုတိဆောက်သွားဖို့ဖြစ်ပါတယ်လက်ရှိဖြစ်ပေါ်နေသောကမ္ဘာနိုင်ငံကြီးမြန်မာနိုင်ငံကြီးအခင်းချင်းရဟိုလူမကောင်းဘူးဒီလူမကောင်းဘူးဟုအပြစ်ပြောနေရမယ့်အချိန်မဟုတ်တော့ပါဘူးကိုယ်နိုင်ငံကိုယ်လူမျိုး ကိုယ်ရိသကောင်းစားဖို့အတွက် အမှန်တကယ်မျိုးချစ်စိတ်ပရိဒါစိတ်ဝန်သာနုစိတ်ဓာတ်အပြည့်အဝရှိတဲ့မျိုးဆက်သစ် လူငယ်များအားလုံးဟာ မျက်စီကိုဖွင့်နားကိုစွန့်ပြီး ကမ္ဘာအစင်မီရင်မောင်တန်းနိုင်ဖို့တို့ကစူးစမ်းရုံးကန်ရမယ့်အချိန်ကို ရောက်ရှိနေပါပြီ။ဒါကြောင့်ဒီမိုကရေစီရဲ့အသက်ဟာရွေးကောက်ပွဲပါပဲ။နိုင်ငံတော်ဤကံကြမ္မာအပြောင်းလဲကိုလည်းဒီရွေးကောက်ပွဲကမဲဆန္ဒရှင်များဤဆန္ဒမဲများဖြင့်ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ခင်မင်ဖွံ့ဖြိုးတိုးတက်သောပါတီစုံဒီမိုကရေစီ နိုင်ငံတော်ကြီးတည်ဆောက်ရန်အတွက်မိဘပြည်သူများအနေဖြင့် ျွန်တော်ပါတီကိုမဲပေးဖို့ဆိုခြင်းတဲ့ကိုယ်နိုင်ငံကိုယ်လူမျိုး ကိုယ်ဒေသကောင်းစားရေးအတွက် အမှန်တကယ်လိုအပ်နေသည့်ပရိဒတ်စိတ်ဝန်တာနုစိတ်ဖြင့်ခြေဆောင်ဥရက်လှုပ်ဆောင်မိမြည်သည့်ပုံကူမျိုးကိုမဆိုရွေးချယ်တင်မြောက်ပေးဖို့တိုက်တွန်းပြောကြားလိုပါတယ်ယခုအချိန်မှစပြီးကျွန်တော်တို့မျိုးဆက်သစ်ဝန်တာနုပါတီရဲ့ကိုယ်စားလှယ်များဟာ လူငယ်များပြည်ပြည် စိတ်သစ်လူသစ်အတွေးသစ်အမြင်သစ်တို့ဖြင့်နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့်ခေမင်ဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီအစိုးရတရက်ပေါ်ပေါက်လာအောင်ကြိုးစားသွားကြမှာဖြစ်ပါတယ်ပါတီဆွဲပုဂ္ဂိုလ်ဆွဲကင်းရှင်းသော နိုင်ငံဝန်ထမ်းများဖြင့်သာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဥဆောင်နိုင်စေရန်ထိန်းချုပ်သွားပြီးကျွန်တော်တို့ရဲ့ရွေးကောက်ပွဲ ဝင်ရောက်မည် ိုယ်စလဲများဟာပရိဒါစိတ်အပြစ်ဖြင့်ပြည်သူလူထုရဲ့လိုအပ်ချက်များကိုလွတ်တော်တွင်သာမကလွတ်တော်ပြင်ပမှာပါဥပဒေနဲ့အညီလိုက်ပါဆောင်ရွက်သွားမဲ့သူများဖြစ်ပါတယ်။ဝန်တာနုရခိတတရားများဖြင့်ပြည့်စုံပြီးအခြေခံဥပဒေနဲ့ကန့်ညီသည့်ပါတီစုံဒီမိုကရေစီစနစ်ခင်မင်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးပေါ်ထွန်းလာရေးကြိုးပမ်းဆောင်ရွက်သွားပါမယ်။ကမ္ဘာနိုင်ငံများ အာဆီယံနိုင်ငံများကိုအခြေခံပြီးနိုင်ငံတကာမိဘအတိုက်ဝန်တိဆောက်နိုင်ရေးဗမ်လိုက်နိုင်ငံသားရေးမူဝါဒနဲ့အညီကြိုးပမ်းတိဆောက်သွားပါမယ်။ပြည်ထောင်စုတဝန်းလုံးရှိနယ်မြေများထာရတည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးနှင့်လမ်းပန်းဆက်သွယ်မှု လုံခြုံအေးချမ်းရေးတို့ကို အထူးအလေးထားတိုးမြှင့်ဆောင်ရွက်သွားပါမယ်။နိုင်ငံတော်၏လေယာစိုက်ပျိုးရေးကဏ္ဍကိုလည်းအစစ်မြင့်တင်ပြီးအသေးစား အလက်စားအကြီးစားစက်မှုလုပ်ငန်းများကို နိုင်ငံကအဆင့်မီဖွံ့ဖြိုးတိုးတက်စေပြီးကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးဆောင်ရွက်သွားပါမည်နိုင်ငံစည်းပွားဖွံ့ဖြိုးရေး Global Economy အခြေအနေနှင့်ကပ်ညီသည့်ယင်းဤမြုံနံမှုတန်ဆာတာများကို စနစ်တကျထုတ်လုပ်သုံးစွဲမှုပြည်တွင်းပြည်ပအလုတ်ကင်ခွင်လန်းများကို တိုးတက်အောင် ဆောင်ရွက်သွားပါမယ်နိုင်ငံတော်တာယာဝါပြောရေး တိုင်းသာအာလုံးတပင်းကြီးဖွံ့ဖြိုးတိုးတက်ရေးစားနပ်ရိက္ခာဖူလုံပြေဝစေရေးတင့်နေသောကုံစင်းနှုံများတည်ငြိမ်ရေးအတွက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံတော်အတွင်းကြီးတိုင်းသာအာလုံးအခမဲ့ပညာသင်ကြားရေးအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးစစ်မှန်သောပရိုက်တလုပ်ငန်းများတိုးတက်ရေးတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များကိုဥဆောင်စ조사 ဆောင်ရွက်သွားပါမယ်။ခင်မင်ဖွံ့ဖြိုးတိုးတက်သောပါတီစုံဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက်မျိုးဆက်သစ်လူငယ်များအားအခြေခံပညာတက္ကသိုလ်အစ်စ်မြင့်ပညာများသာမကအာဂါတာသိပ်ပံပညာနျူကလ িয়ার သိပ်ပံပညာနာနိုအီလက်ထရောနစ်နည်းပညာများလေ့လာသင်ယူစေပြီးနိုင်ငံ၏လူသားအရင်းမြစ်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မျိုးဆက်သစ်ဝန်သာမှုပါတီကတော့ ယခုအချိန်မှာမန္တလေးတိုင်းဒေသကြီးအတွင်းမှာသာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ပြီးကိုယ်စလေလောင်းများသည်မျိုးဆက်သစ်လူငယ်အများစုဖြစ်ပြီးအမျိုးဘာသာသာသနာကိုလေးစားတန်ဖိုးထားတတ်သူများ အနာဂတ်ကိုဥဆောင်နိုင်အောင် လေ့ကျင့်ပြုထောင်ထားသည့်လူငယ်များကသာလွတ်တော်အတွင်သို့ရောက်ရှိအောင်တင်သွင်းထားပါတယ်။လေးစားအတဲ့မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျာကျွန်တော်တို့မျိုးဆက်သစ်ဝန်တာနုပါတီတို့မဟုတ်ယရနာဖြစ်တဲ့စင်ပါတီဟာမိဘပြည်သူများရဲ့ဆန္ဒအမှန်ဖြစ်တဲ့သာရငိမ့်ညာရင်နဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းနဲ့ပရိဒလုပ်ငန်းစဉ်များမှာ တက်ကြွစွာဆောင်ရွက်သွားမယ်လို့ဂရိပေးပါတယ်။မန္တလေးတိုင်းဒေသကြီးရဲ့စက်မှုလက်မှုကဏ္ဍများကိုလည်းခင့်မင်ဖွံ့ဖြိုးတိုးတက်လာအောင်လယ်သမားအလုပ်သမားတို့ရဲ့ အကျိုးခံစားခွင့်များပုံမှန်ရရှိလာအောင်ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကအစပပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင်ဦးစီးဆောင်ရွက်သွားပါမယ်။အချုပ်အားဖြင့်ဆိုသောကျွန်တော်တို့မျိုးဆက်သစ်ဝန်သာမှုပါတီဟာမျိုးဆက်သစ်တို့၏အာမံအပြည့်ဖြင့်ဌာနဆောင်ပပေါင်းစုံနှင့်အဂရိရာကင်းရှင်းပြီးစစ်မှန်သော ဝန်သာမှုစိတ်ဖြင့်ကမ္ဘာအဆင့်မီ နိုင်ငံတော်ကြီးကိုတိဆောက်လိုပါသဖြင့် မျိုးဆက်သစ်ဝန်တာနုပါတီစင်ပါတီကိုမဲပေးကြဖို့မေတ္တာရက်ခံညီကုန်းရှုပ်ပါတယ်ခင်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ thank you ီအတွေ့တစိုက်တဝန်းညီအောင်ခေါ်ဆောင်ကြောသာအစိုးရတဲ့အမှန်လိုအဲ့နေကျူမမဘုလိုပြီလေကျူမမဘုလိုပြီဟေးကိုကန်းကျမကိုဖန်ဒီကိုအသေးချာကမဲမြားကမရနာကြတယ်လေလာလာလေးမဲ ရအောင်မဲယုံသွားစို့ခလုတ်တစ်ချက်စင်းတဲ့နောင်နာမရပါလာလာလေးမဲပင်ရအောင်မဲယုံသွားသူခလုတ်တစ်ချက်စင်းတဲ့နောင်နာမရပါတောင်းတောင်းတော့မျိုးဆက်တဲ့တို့တို့တဲ့ရဖို့ဘေပါတီလေးမီးရေပရာဟိတာမျိုးဆက်တဲ့ဟွန်တာနုပါတီစင်ပါတီမဲပင်ကြပါစို့ စရာသမိကလာရာမြို့ဘာသာသာသနာရေးနဲ့ဤသူအကျိုးအကျွဲဥဆောင်ပါဝင်ငါကမ္ဘာလေးမှာတည်တည်စရာမူအချက်နဲ့မြို့ကလေးဝန်တော်တို့ရှင်ပါပြီပါ Say, I'll show you totally top what I nakatwe